င်္ဂလာပါဒေါက်တာထွန်းမြတ်ဝင်းမှာစေဘွားပညာ channel ကနေကြိုဆိုပါတယ်အဲ့ကျွန်တော်ဒီနေ့ပြောချင်တဲ့ကောင်းတဲ့ကတော့သွေးရိုးသမားတွေအတွက်ဖြစ်ပါတယ်နော်သွေးရိုးသမားတွေအတွက်သတင်းကောင်းတစ်ခုဖြစ်တယ်နော်ဒါတော့သတင်းကောင်းဆိုတာကဘယ်လိုသတင်းကောင်းလဲဆိုတော့လွန်ခဲ့တဲ့နှစ်ပေါင်း20 30လောက်25 50လောက်ထိကိုကျွန်တော်ပေါ်ခဲ့တဲ့သတင်းကောင်းပါနော်အခုချိန်မှာတော့သတင်းကောင်းတစ်ခုထွက်လာပါပြီနော်နှစ်ပေါင်း50လောက်ကြာမှသတင်းကောင်းသွေးရိုးသွေးရိုးသမားတွေအတွက်သတင်းကောင်းတစ်ခုထွက်လာပါပြီအဲ့ဒါလေးကိုပြောချင်တာဖြစ်ပါတယ်အဲ့တော့အများကြီးအပြောင်းလဲတစ်ခုပဲနော်ကြီးမားတဲ့အပြောင်းလဲတစ်ခုဖြစ်ပါတယ်နော် ဘာလဲဆိုတော့ကျွန်တော်တို့ဒီအဲသွေးရိုးရောဂါတွေအနောက်ဆုံးပေါ်စီးပညာရဲ့အမကန်တိုးတက်မှုပေါ့နော်ဆိုတော့အဲ့ဒါလေးကိုပြောချင်တာဖြစ်ပါတယ်ဆိုတော့အာဘာလဲဆိုတော့ကျွန်တော်ဒီအာတလုံးနဲ့ပြောပါဆိုရင်ကျွန်တော် Zelly B Serum ဖြစ်ပါတယ်ဘာဘာဘာလဲဆိုတော့ကျွန်တော်တနည်းကိုနှစ်ကြိမ်သာထိုးယုံနဲ့သွေးရိုးကိုထိန်းချုပ်နိုင်မဲ့ဆေးရည်မျိုးပေါ်လာပြီဖြစ်ပါတယ်နောက်မိတ်ဆိုတို့သိပါသလားကျွန်တော်ဒီကျွန်တော်တာမန်သွေးကြတဲ့ကိုကျွန်တော်နေ့တင်တောက်နေရပြီးတော့ကျွန်တော်မိတဲ့တဲ့သူတွေရှိတယ် ဒါပေမဲ့ဆေးတောက်တာတော့မှကျွန်တော်သွေးတို့မကြတဲ့လူနာတွေရှိတယ်เนาะပြီးတော့ကျွန်တော်ဒီဆေးရင်ပါမှုကြောင့်เนาะ RAAS လို့ SK ကြောင့်ဆေးပြောင်းနေရတဲ့သူတွေရှိပါတယ်အဲတော့ကျွန်တော်ဒီပြဿနာတွေရဲ့ဒီပြဿနာတွေဆေးပညာအဖြစ်အသစ်ကကျွန်တော် Zelly B serum ဖြစ်ပါတယ်เนาะ Zelly B ဆိုတော့ဘာလဲဆိုတော့ကျွန်တော်လိုက်ပြီးတော့ကြည့်လိုက်ရအောင်เนาะဟုတ်ပြီ Zelly B serum ဆိုတာပါလေဒီစီကကျွန်တော် siRNA လို့ခေါ်တယ် small interfering RNA နည်းပညာကိုအခြေခံထားတဲ့ပထမပထမဆုံး သွေးတိုးကြသည်ဖြစ်ပါတယ်နော်။နမိတ်သွေးသေးတဲ့ကကျွန်တော်အန်ဂျီယိုတန်ဆင်လို့ခေါ်တဲ့ဒီမျိုးပစ္စည်းလေးပေါ့နော်။အဲဂျမောဂီလို့ခေါ်တဲ့ဟော်မုန်းလို့လည်းခေါ်တာပေါ့နော်။ဒီဒီ AGD ထုတ်လို့မို့တော့ဟန်တာပေးတာဖြစ်ပါတယ်နော်။ဟန်တာပေးတာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့အကျဉ်းအကျဉ်းချုပ်ပြောမှာဆိုတော့ဒီဒီအန်ဂျီယိုတန်ဆင်လေးကြောင့်နောက်ဆုံးမှကျွန်တော်သွေးတိုးတာဖြစ်လာလို့ဖြစ်တယ်နော်။ဆိုတော့လူတိုင်းတွေ့ရလို့မခေါ်ဘူး။သွေးတိုးသမားတွေမှဒီအန်ဂျီယိုတန်ဆင်ဆိုတော့ဒီဒီပစ္စည်းလို့ကျွန်တော်တို့ဒီတားပေးတာဖြစ်တယ်။ဘယ်သူကတားတာလို့ဆိုတော့ဇယ်လီဘီစီရင်တားပေးတာဖြစ်ပါတော့။ ရလာနေနဲ့ဘာဖြစ်လို့ကျွန်တော်ဒီသွေးပေါင်ခြင်းကိုရက်သက်တစ်ပတ်များစွာအားကောင်းစွာကြဆင်းစေနိုင်တာပဲဖြစ်ပါတယ်เนาะသူတို့ရလာလီရဒါဒါပေါ့เนาะခုကျွန်တော်ဇဲလီဘီစူရန်ရဲ့ကျွန်တော်အန်ဟောတဲ့အားသာချက်တွေပါရှိလဲသူတို့ဘာလို့ဆိုကျွန်တော်ဒီချိန်ထိုးယုံနဲ့6လခန့်နဲ့ထိုးသေးဖြစ်တယ်6လခန့်နဲ့ကျွန်တော်သွေးတို့ကြသေးတော့တောက်သေးပဲရှိထိုးသေးတော့မရှိခဲ့ဘူးเนาะအခုကတော့ပေါ်လာပါပြီသူကဘလော့ဒီကောင်းလဲဆိုကျွန်တော်ချားထိုးသေးလို့တော့မဟုတ်ဘူးကျွန်တော်ဒီချိန်ထိုးယုံနဲ့6လခန့်နဲ့เนาะသူတို့အရန်ကောင်းတယ်ဗျာဒီနေ့ကိုကျွန်တော်နှစ်ချိန်ကနေ၄ချိန်သာ ထိုးယုံနဲ့ကျွန်တော်သွေးတို့ထိန်းနိုင်မှာဖြစ်ပါတယ်เนาะဆိုတော့ဘာဘာကောင်းသွားဆိုကျွန်တော်ဆေးသွားဖို့မေ့နေတဲ့သူတွေအတွက်အရန်ကိုအဆင်ပြေတယ်ပြီးနောက်တစ်ခုနောက်တစ်ချက်ကကျွန်တော်ဆေးရင်ပါမှုမရှိဘူး RAS SK မရှိဘူးအာဆေးရင်ပါမှုရှိတဲ့ကကျွန်တော်တို့ကရေရှင်းမှာဒီသွေးတို့ကိုပုံမထိရောက်သွားကျွန်တော်ထိန်းသိမ်းပေးနိုင်တယ်အပြီးတော့ကောင်းတဲ့ချက်ကဘေးတော့ဆိုကြလဲနေတယ်ဗျာကျွန်တော်ဒါမှဆေးတွေလို့ချောင်းဆိုးတာကြောက်ကထိကြတာလည်းမရှိဘူးเนาะတော်တော်ကောင်းတဲ့ဆေးဖြစ်ပါတယ်အဲကျွန်တော်ဒီ research လုပ်ထားတဲ့အရှိတယ်เนาะဘယ်လောက်ထိရောက်လဲဘယ်လို ဂျာလက်တွေရခဲ့လို့ကျွန်တော်ပြပြပေးပါမယ်နော်ကာရီယာ1လို့ခေါ်တဲ့လေးလာမှုကနေပဲကျွန်တော်ဒီဒီ phase 2မှာ zeli b syrian ကအထိုးသေးဖြစ်တဲ့အရေပြောင်းကိုထိုးလိုက်တဲ့အခါမှာကျွန်တော်3လနဲ့6လနော်အထိအဲ systolic blood pressure လို့ခေါ်တဲ့အပေါ်သေးဘောနော်အပေါ်သေးကိုကျွန်တော်တစ်ဆယ်ကနေပြီးတော့15 mm mercury အထိကြာဆင်းစေတာကိုတွေ့ရပါဒါတော်တော်များတဲ့ပမာဏဖြစ်ပါတယ်နော်တော့တော်တော်ချနိုင်တယ်လို့ပြောလို့ရပါတယ်နော် cardiac do လေးလာမှုရကျွန်တော်ဒီတခြားသွေးကြသည်တွေနဲ့နော်ဥပမာ amyloidbin တို့ analbrin တို့စတဲ့ဒီတခြား တွေးကြသေးတယ်တွဲပဲပြီးတော့တောက်တော့မယ်ဆိုရင်အဲကျွန်တော် systolic blood pressure ကကျွန်တော်၄နေပြီးတော့၁၂ပေါ့နော်42 mm mercury အထိကြာဆင်းနေတာတွားပြီးတော့လေ့လာတွေ့ရှိရပါတယ်နော်ဆိုတော့ကျွန်တော်တို့ဘလောက်ကြာကြာခဏတနစ်ကို2ချိန်သို့မဟုတ်4ချိန်လောက်ထိုးယုံနဲ့နော်တွေးလို့ခြာပြေးနိုင်တဲ့ခြာပြေးနိုင်တဲ့နေ့စဉ်ဆေးတောင်းနေရတဲ့လူတွေဆေးတောင်းမှာမေ့နေတဲ့သူတွေအတွက်နော်အဆင်ပြေတယ်နော်အများကြီးအဆင်ပြေတာဖြစ်ပါနော်ဆေးတောင်းမေ့ရတဲ့သူတွေတို့မထိနိုင်ဘူးဗျာတွေးလို့မထိနိုင်တဲ့သူတွေနောက်ဆက်ပြဿနာဖြစ်တဲ့နှလုံးကြီးတဲ့ကြောက်ကထိကြတဲ့စတဲ့ပြဿနာတွေကျွန်တော်တို့ ကာကွယ်ပြီးသားဖြစ်သွားပါတယ်เนาะအရင်ကောင်းကောင်းမွန်တဲ့ဆေးဖြစ်ပါတယ်အဲတော့အဓိကရလက်ဘာဖြစ်လဲသွေးတို့ကိုကြာသေးတယ်เนาะသွေးတို့ကြာသေးတယ်เนาะအဲကျွန်တော်ဘယ်လောက်လဲဆိုစစ်စတိုလအာဒီအာတလုံးမှာ300 mg တော့6 mg ထိုးတဲ့သူတွေမှာဆိုရင်ကျွန်တော်ဒီစစ်စတိုလ blood pressure အပေါ်သွေးက15 mm mercury ကြာတယ်เนาะ15 mm mercury ကြာတယ်เนาะ၃လကြာမှာကြာသွားပါတယ်ကျွန်တော်ဒီ ဒါကြသေးဘူးမလို့ပဲကျွန်တော်24 hour မှာဆိုရင်ကျွန်တော်ဒီ systolic blood pressure က20 mm mercury ထိကျသွားပါတယ်เนาะပြီးတော့တော့ဒီခုန AGD hormone เนาะ90% AGD hormone က90%ထိကိုကျသွားတယ်เนาะအများကြီးကျသွားတယ်ဗျာအများကြီးကျသွားတယ်ဒါပေမဲ့တော့အာတော်တော်ကောင်းပါတယ်เนาะသူတို့တော်တော်ထိနေတာဖြစ်ပါတယ်ဒါတော့ဆိုကြလဲအနေငယ်ပဲရှိတယ်အထိုးတဲ့နေရာမှာနေရတာလည်းနည်းနည်းဖြစ်မယ်ပြီးတော့ auto 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 state hypertension နည်းနည်းသူ့ပေါင်းနည်းလည်းကျတတ်တယ်ပေါ့လေဒါလည်းဖြစ်ခဲ့ပါတယ်เนาะဆိုတော့ နောက်ကောင်းတဲ့ချက်ကဘာလို့လဲဆိုတော့ကျွန်တော်ကြောက်ကန်တဲ့အသေးကိုမထိခိုက်ဘူးเนาะမထိခိုက်ကျွန်တော်ချချိုးစီးတွေကြတော့ကြောက်ကန်တဲ့အသေးကိုထိခိုက်တဲ့စီးတွေရှိပါတယ်ဒီစီကကြောက်ကန်တဲ့အသေးကိုမထိခိုက်ဘူးဆိုတာကိုကျွန်တော် research တွေ့ရပါတယ်နောက်ဆေးရနေတယ်လည်းပြောချင်တယ်ဆေးရနေတယ်ပြောခဲ့တဲ့အတိုင်းပဲเนาะသူကသူကဘာလဲဆိုတော့ဈေးမဝါနာမျိုးမျိုးရှိပါတယ်ကျွန်တော်150 mg 300 mg 600 mg မျိုးမျိုးရှိတယ်6လเนาะ6လအထိကိုကျွန်တော်ဒီအပေါ်သွေး systolic blood pressure ကိုချပေးနိုင်တာဖြစ်ပါတယ်เนาะသူတို့ ကျွန်တော်300 mg ကို3လတကြိမ်ထိုးမယ်ဆိုရင်တွေးပေါင်းခြင်းက steady ဖြစ်နေမယ်ပိုးပြီးတော့တည်ငြိမ်တဲ့တွေးပေါင်းခြင်းကိုရရှိမှာဖြစ်ပါတယ်နော်တွေးမတူတော့ဘူးပေါ့နော်နောက်တစ်ခါလေးထိုးနေနော်အဲ့တော့3လ6လနော်ခံနေဆိုတာတော်တော်ကောင်းတဲ့ဈေးပဲဖြစ်ပါတယ်အာနောက်တစ်ခုကကြတော့ဒီတွေးလို့ကြတာဘယ်လောက်ရေးပါတယ်လဲပေါ့ဒါလေးချက်ပြောပြချင်ပါတယ်နော်ဘူးဒရာရောက်ဖို့လွယ်ပါတယ်နောက်တွေးလို့ချတာဘယ်လောက်ရေးပါတယ်လဲကျွန်တော်ဒီ systolic blood pressure လို့ခေါ်တဲ့ဒီအပေါ်သွေးကို5 mm mercury လောက်ချတာ ਨੇ ချတာကျွန်တော်ဘာဖြစ်လဲဆိုတော့ ကာဒီယိုဗက်စကူလာရစ်တမ်ပါဆန်ချလာတဲ့ညီမြပါတော့ပြောချင်တာကကျွန်တော်ဒီအပေါ်သေးလေးကို5မီလီမီတာမာကီရီလောချလိုက်နိုင်ပြီဆိုတာနဲ့ကျွန်တော်ဒီနှလုံးသွေးကြောကိုထိကပ်နိုင်တယ်နော်ဒီစတိုကလောလေဖြတ်နိုင်လေလေဖြတ်နိုင်တဲ့တခြားကြောကတွေနော်ဒီဖြစ်နိုင်ခြေကိုကျွန်တော်10%လောက် ျော့ကျသွားသေးပါတယ်เนาะဒီလိုဒီလိုအားနေတဲ့ရှိပါဒီလိုအကျိုးကျေးဇူးရှိပါတယ်เนาะအဲ့တော့ဒီ Zelly B Siren ကကျွန်တော်ဒီ5 mm 5 mm mm mercury မှာခါပဲနဲ့ကျွန်တော်15 to 20 mm mercury အထိကျသေးနိုင်တာဖြစ်ပါတယ်ရအောင်ကောင်းပါတယ်အဲ့ကျွန်တော်ဒီအဲသူကကောင်းတဲ့အချက် နောက်တစ်ခုကကျွန်တော်ညဘက်ကောနေ့ဘက်ကောသွေးတို့ထိမိနိုင်တာဖြစ်ပါတယ်เนาะတာမန်ဆေးတွေနဲ့မတူဘဲနဲ့24 hour 24နာရီပတ်လုံးကိုထိရောက်မှုရှိတာဖြစ်ပါတယ် နောက်တစ်ခုကကျွန်တော်အာသာကျန်တဲ့တခြားစီတွေနဲ့နှက်ရှင်တဲ့အချက်ပေါ့နော်ဘလို့နှက်ရှင်လဲသူကကြောက်ရှင်ရှင်လေးပဲတခြားစီတွေကကျွန်တော်သူကြသေးတယ်နေခဲတော့ရတယ်နော်အာနိသင်ကတနေပဲခံတယ်တနေပဲခံတဲ့အခါကျအလုံးစုံကျွန်တော်နေတဲ့တော့ဖို့လိုအပ်တယ်နော်အလုံးစုံ24 hour ပဲနေတဲ့မတော့ရင်သူ့ဘောင်ထင်းနေမှာမဟုတ်ဘူးအဲဒီ Delhi B C Rank ကတော့အဲ့လိုမဟုတ်ဘူးနော်သူကအာနိသင်ကပြောပြောခဲ့သလိုပဲ6လ3လ6လတနေ့ဒီခံတဲ့အတွက်တနေ့မှထိုးမယ်ဆိုရင်2ကြိမ်လုံးစုံကျွန်တော်4ကြိမ်ပဲထိုးဖို့လိုအပ်တယ်ပြီးတော့စေးရင်ပါတာလည်းမရှိဘူးကျွန်တော်ဒီ အသာမသွေးကြသေးတဲ့အဆင်ပါရှိနိုင်တယ်။နောက်ပြီးတော့အထူးသဖြင့်ညဘက်ပေါ့လေညဘက်ကိုသွေးပောင်ခြင်းကိုထင်းရတာခတ်ပါတယ်။ဒါပေမဲ့ဒီ Zelibis Rank က Zelibis Rank ကကျွန်တော်ဒီညဘက်သွေးတို့ကိုပါကျွန်တော်ကြသေးတာဖြစ်ပါတယ်။အဲကျွန်တော်ဆေးကိုမေးတဲ့ဆေးတော့ဖို့မေးတဲ့သူတွေဆေးရင်ပါနေတဲ့သူတွေအတွက်အရန်ကိုတင့်တော်တဲ့ဆေးဖြစ်ပါတယ်။အနောက်ကဆေးဘယ်လိုထိုးမလဲဒါပြောခဲ့တာဆေးတို့ထိုးသေးဖြစ်ပါတယ် ठो သေးကျွန်တော်ဘယ်လိုထိုးရလဲဆိုတော့ဒီ insulin ထိုးသေးလို့ပဲတော့ subcutaneous အရေပြားအောက်ကိုထိုးပေးရတယ်။ အဆေးပမာဏကျွန်တော်150 mg နဲ့100 mg အထိကိုထိုးလို့ရတယ်နော်အကျဉ်းရင်းနည်းနည်းနဲ့ထိုးလို့ရတယ်ဥပမာ6လတကျဉ်းထိုးလို့လည်းရတယ်3လတကျဉ်းထိုးလို့လည်းရတယ်နော်ဗကျဉ်းထိုးရင်ကျွန်တော်3လနဲ့6လအထိသွေးပေါင်ထိန်းထားနိုင်တယ်သွေးပေါင်သွေးတို့သမားတွေအတွက်အဲဒီသွေးပေါင်ကျသေးတယ်ပေါ့နော်ကြာကြီးလနဲ့ချီတော့ထိန်းထိန်းထားပြနေတဲ့အန်တီတွေရှိပါတယ်အာသွေးတို့အပြင်သူက daily bee strand ကဘာကောင်းသေးလဲဆိုတော့ကျွန်တော်ဒီတခြားအသုံးဝင်နေတဲ့ပေတွေရှိတယ်ဥပမာ daily bee strand ကကျွန်တော်ဒီ အဲ RS system လို့ခေါ်တဲ့ running angio tensin system ကိုသူကထိန်းချုပ်ပေးတယ်เนาะဒီ RS system ကြောင့်သူတို့ဖြစ်စေတာဖြစ်ပါတယ်เนาะဆိုတော့သူတို့ရဲ့ပြင်နောက်ဒီ complication နောက်ဆက်တွဲပြဿနာတွေဖြစ်စေတာဖြစ်တယ်เนาะသူတို့ကဘာလို့ဆိုတော့ကျွန်တော်ဒီနှလုံးကြော်သားထူတာ cardiate no hypertrophy เนาะပြီးတော့ကြောက်ကြယောဂါเนาะ chronic kidney disease CKD တွေပြီးတော့ကျွန်တော် vascular stiffness လို့ခေါ်ဒီအသည်နဲ့အသည်သွေးကြောတွေမာတဲ့ဒီပြဿနာတွေယောဂါတွေပါသူကဒီကုသရနေရမှာအသုံးဝင်ပါတယ် အနောက်တခုအဲဒီချာသွေးတို့ကြတဲ့ anti anti hypertensive တွေနဲ့ကျွန်တော်ဒီကွာချတဲ့အချက်ကကြတော့ဘာလဲဆိုတော့သူကအာဆိုပြောရမယ်ဆိုရင်သူကအာဒီဥမာ AC inhibitor တွေဖြစ်တယ်နော် listener breathe and elaborate ဒီစီးတွေကကြောကျွန်တော်နှလုံးကိုကာကွယ်ပေးတယ်ဒါပေမဲ့ဘီလိုဆိုကြနေနဲ့ချောင်းကြောက်ဆိုးတာတွေကြောက်ကွက်ကိုအနေနဲ့ထိခဲ့တာတွေနဲ့ရှစ်တတ်တယ်နော်နောက် ARB နော် ARB တွေဖြစ်တဲ့ Lucidan ဆိုရင်ကျွန်တော်ဒီ IS system ကို dial hand ထားတယ်။ဒါပေမဲ့ရေရှည်မှာတော့ဒီစေးရင်ပါနိုင်ခြင်းရှိတယ်နော်။အဲဒီ Valley B Siren ကကြတော့ SIRN တွေ SIRN နိပညာထုတ်ထားတာဖြစ်တယ်ပြီးတော့အဲဒါတနစ်ကို2ချိန်ကနေ4ချိန်ပဲထိုးထိုးလို့ရတယ်နော်။အော်အရင်အဆင်ပြေတယ်နော်။ခဏခဏဒီထိုးရတယ်မလို့အဲ့ဒီဒါမဲ့ချက်လေးနည်းနည်းရှိတယ်။ကွန်ဝင်တော်နဲ့ note မိခင်တွေကကြတော့နော်။ဒါတော့ သိမသိသေးတဲ့အတွက်ရှောင်ဖို့လိုအပ်တယ်။ကြောက်ကြတဲ့အသေးမကောင်းတဲ့သူတွေကဆေးဝါးမာနာကိုဆရာဝန်နဲ့တံပြီးပြီးတော့မှညှိညှိနိုင်ရမှာပေါ့နော်။အဲခြားစီတဲ့ W မူကကြတော့ကျွန်တော်ဒီအာ NSL တွေဖြစ်တဲ့ MP perform ပေါ့နော်။ကဲခဲပြောက်စီတွေပေါ့နော်။ကဲခဲပြောက်စီတွေအခြားသူကြသေးတွေနဲ့ရှိရပါပေါ့နော်။တော့သွေးပေါင်အလုံးမင်းကြနိုင်တယ်။ဒါကြောင့်ဒါတွေကမလုတ်ခင်မှာဒီစီရင်တွဲမတော့ခင်မှာတော့ဆရာဝန်နဲ့တိုင်ပင်ရမှာဖြစ်ပါတယ်။ အာသိပ္ပံနေကြလေးလာမှုအရာပြောရမယ်ဆိုရင်ကျွန်တော်ကာရီယာ1လေးလာမှုနော်လေးလာမှုဆိုတော့ဒီချိန်ထိုးလိုက်တယ်ဆိုရင်6လအထိသွေးပေါင်းကျသေးတယ်ကာရီယာ2လေးလာမှုအရာတခြားစိတ်တွေနဲ့တွဲသွင်းရင်ပို့ပြီးတော့ထိရောက်တယ်အဲကျွန်တော်ဒီ2026 2029မှာ FD ကနေအတီးပြုတ်มาဖြစ်ပါတယ်နော်ဆိုတော့အခါကျတော့ပြောချင်တာကတော့ဈေးကတော့ကျွန်တော်တို့ပေါ်နေပါပြီအာနိသင်အရင်ကောင်းပါတယ်နော်ထိုးသေးတစ်ခါထိုးယူနေ အဲ့တော့3လ6လခံလို့ဆိုအရင်အဲသွေးရိုးသမားတွေအရင်ကောင်းတဲ့တရင်ကောင်းဖြစ်ပါဒါပေမဲ့ဒီဆေးကအခုကျွန်တော်တို့ FDN အတီမပြူသေးပါဘူးအတီလည်းပြူမှာပါဒါပေမဲ့ချိန်နည်းနည်းတော့ဆောက်မှာဖြစ်ပါတယ်အနာဂတ်မှာ Zelly B Serum ကဘာတွေထပ်လုပ်ပေးနိုင်လဲဆိုရင်ကျွန်တော်ကတော့ပြောခဲ့တဲ့ Cardiac Hypertrophy ကိုကာကွယ်ပေးနိုင်တယ်အ Chronic Kidney Disease လို့ခေါ်တဲ့ကြောက်ကြောက်ကရှိသူတွေအတွက် Protect လုပ်ပေးမယ်ကာကွယ်ပေးမယ်အပြီးတော့ဒီနီလန်းတဲ့ဒီ siRNA နီးပညာနဲ့ထုတ်ထားတဲ့ဒီ အာဒီနိပညာတခြားဆေးဝါးတွေတော့လည်းကျွန်တော်တို့အခြေခံဖြစ်လာမှာဖြစ်ပါတယ်เนาะโอเคသတင်းကောင်းကတော့ကျွန်တော်2028မှာဒီဆေးကိုဈေးကွက်ထဲမှာတွေ့ရပါတော့မယ်ဒီဆေးကျွန်တော်သွေးရိုးယောဂါရဲ့ကုသမှုအနာဂတ်ကိုပြောင်းလဲမဲ့ဈေးတစ်ခုဖြစ်ပါတယ်မိစေနဲ့မိစေရဲ့မိသားစုအတွက်အပေါ်မို့လွယ်ကူထျောက်တဲ့ကုသမှုနီလန်သူနီလန်အစ်တစ်ခုဖြစ်လာမှာတေချာပဲဖြစ်ပါတယ်အဲ့တော့အာနည်းနည်းလေးဒီကံပြီးတော့ဆောင်းပေးပါချက်ချင်းတော့မရသေးဘူးဒါမဲ့ ဒီထက်လည်းသွားပြီးတော့ရရလဲရလာနေပါတယ်အချိန်နဲ့ဆိုပြောလို့တော့မရပါဘူးเนาะတော့ရလာရေဆိုတော့ကျွန်တော်တို့ဒီအဲသွေးတူသမားတွေအတွက်အရန်ကိုကောင်းတဲ့တရင်ကောင်းတစ်ခုဖြစ်ပါတယ်เนาะဆိုတော့အော်နေ့တင်စေးတောင်းနေရတဲ့ဒုက္ခတွေလွတ်သွားမယ်ပြီးတဲ့ခါကျရင်ပို့ပြီးတော့ကောင်းမွန်တဲ့အာသင်အနေတင်ကိုလည်းရမယ်เนาะအခါထိုးယုံနဲ့เนาะ3လ6လခံမယ်ဆိုတော့ဟောတခြားလည်းကောင်းကျိုးတွေအများကြီးရှိပါတယ် အနီကုန်းချုပ်နေလည်းပြောမယ်ဆိုရင်တော့ဒီ daily bc run ကစေးတော့မှာပြင်းတဲ့သူတွေเนาะစေးတော့ဖို့မေ့နေတဲ့သူတွေเนาะဒီစေးတော့ဒါကြားတဲ့အတွက်စေးရင်ဘာပြီးတော့စေးမတူတဲ့သူတွေပြီးတော့ဒီသွေးတို့ကြောင့်ကြောက်ကတဲ့နှလုံးတွေထိခိုက်နေတဲ့သူတွေအတွက်ကြီးမားတဲ့မျောလင်းချက်တခုဖြစ်ပါတယ်เนาะမျောလင်းချက်ကြောင့်ကြီးတခုဖြစ်ပါတယ်เนาะခဏဆောင်ပေးပါဒီစေးကเนาะစေးပညာတိုးတက်မှုတွေကเนาะမိတ်ဆွေတက်ဒီအနာဂတ်ကောင်းတစ်ခုကိုတည်လာပေးမှာဖြစ်ပါတယ် ဒီစင်းနဲ့ပတ်သက်ပြီးပို့ပြီးတော့သိကျင်နေဆိုရင် comment မှာမေးမြန်းနေပါတယ်စင်းနဲ့ပတ်သက်ပြီးတော့ပြည့်ပြည့်စုံစုံပြောပြပေးသွားတာဖြစ်ပါတယ်ဆိုတော့ဒေါက်တာထွန်းမြတ်ဝင်းမှာရေးစစ်တင်ပါတယ်နောက်တယ်လေဗီဒီယိုအစ်မြောင်ကိုတင်ပေးနေမှာဖြစ်ပါတယ် notification ခေါင်းလောင်းလေးကိုနှိပ်ပေးပါအစ်စ်တင်တိုင်းဗီဒီယိုအစ်စ်တင်တိုင်းသိရှိသွားမှာဖြစ်ပါတယ်